ဟောရှောင်မေရဲ့အကိုဖြစ်သူဟောရင်ဖေးကဂိုင်းပြည်မှာတာဝန်ထမ်းဆောင်နေရင်အဆက်အသွယ်ပြတ်သွားခဲ့တာကြောင့်အစွမ်းထက်၃ယောက်ကိုတွားရောက်ရှာဖွေရမယ်ဆိုပြီးဂိုင်းကတာဝန်ပေးလိုက်ပါတယ်။စုရက်ကိုတူလင်းဖေးနဲ့ဖုန်းရံတို့အရင်ရောက်နေကြပေမဲ့ကိုတော်ပိုင်အခုထိရောက်မလာသေးလို့ဒီလိုပေါ်ပြက်ပြက်ကောင်မျိုးကိုဘာကြောင့်တာဝန်ပေးလိုက်ရတယ်လဲဆိုပြီးဖုန်းရံကအမြင်ကက်နေခဲ့ပါတယ်။ တရားရေးခန်းမကကိုတော်ပိုင်ကိုတာဝန်ပေးလိုက်တာဖြစ်တယ်လို့သူရောက်လာတဲ့အခါနောက်ကျသွားလို့တောင်းပန်လိုက်ရပြီးအဝိစားပုံစံကြောင့်ဖုန်းရံမျက်စိနှောက်နေရတဲ့အချိန်ကျန်းတဟိုင်တို့ရောက်လာကြပြီးသူ့တဲ့အိုးကြီးဖြစ်ပေးလိုက်လို့ဖုန်းရံပေါ်ကွတ်တိကျသွားရပြန်ပါတယ်။ပိုင်ရှောင်းချွန်းကသူ့ခန္ဓာကိုယ်လေးနဲ့ဒါကိုမတဲနိုင်တာကြောင့်ယူတော့ဖို့ညှင်းဆန့်လိုက်ရပြီးဟော်ရှောင်းမီလာပိုးတဲ့လန်ခီအစာပြေမုန်းတွေကိုတော့ချက်ချင်းလက်ခံလိုက်ပါတယ်။ ဒါပေမဲ့စစ်ပစ္စည်းတွေနဲ့အထုပ်များစွာထပ်ပေးလိုက်ပြီးအကိုဖြစ်သူကိုရှာတွေ့တဲ့အခါသူတို့စောင့်နေတဲ့အကြောင်းဝန်းနေစွာလူကြုံပါလိုက်တဲ့အခါကိုတော်ပိုင်လည်းစိတ်မကောင်းဖြစ်သွားရပါတယ်။ပထမဆုံးတာဝန်ဖြစ်လို့ဘလို့လောက်ကြရင်ကောင်းမလဲလမ်းလျှောက်သွားမဲ့အစားဘာလို့ဓာပြန်တွေမစည်းကြတာလဲဆိုပြီးလမ်းတလျှောက်မေးမြန်းနေခဲ့ပြီးလေပြန်စည်းတဲ့အချိန်မှလည်းကြောက်လွန်းတဲ့ကိုတော်ပိုင်ကတိုင်ဖက်လိုက်ပါလာခဲ့ပါတယ်။ လူတစ်တယောက်ကိုတရားစီရင်ရေးခန်းမကဂိုင်းတာဝန်လောက်ခိုင်းလို့မရှိလို့ဘလို့ဖြစ်ပြီးပါလာရတယ်လို့တူလင်းဖေးမိတဲ့အခါတနစ်ပြစ်သွားတဲ့အထိဝိညာဉ်နယ်ပင်တွေစိုက်ပျိုးဖို့ပြက်ကွက်ခဲ့တာကြောင့်ပြစ်ဒဏ်ပေးတဲ့အနေနဲ့နောက်သုံးရက်အကြာမှာတောင်းအောက်ဆင်းပြီးဂိုင်းခွဲတာဝန်ကိုလိုက်ပါခိုင်းလိုက်တာဖြစ်ကြောင်းအကြောင်းဆုံးရှင်းပြပေးလိုက်ပါတယ်။ဒီကိစ္စမှာကြံစီမှုတစ်ခုခုရှိနေမှကိုတော်ပိုင်ရိပ်မိနေပြီးဖုန်းရံကတရားရေးခန်းမနဲ့ပတ်သက်နေတယ်ဆိုပြီးရှီပောင်ချိုင်ပြောဖို့တာကိုပြန်မက်ရလိုက်ပါတယ်။ တိတ်မကြခင်ကြဲကြွေးတောင်စီရောက်လာကြပြီးလမ်းလျှောက်ခီးဆက်ကြတဲ့အခါမိုးကျုံနေပြီဖြစ်လို့တားရဲ့အန်ဒီရရှိနိုင်တယ်ဆိုပြီးထိတ်လန့်နေတဲ့ကိုရော့ပိုင်ကမနှက်မဆက်သွားကြဖို့နဲ့လေပြန်းစီးသွားကြမလားဆိုပြီးဖြောင်းဖြတ်ပြောဆိုနေခဲ့ပါတယ်။ကြဲကြွေးတောင်ရဲ့ဒီဘက်ချမ်းကိုသူတို့ဂိုင်းကပိုင်ဆိုင်တာဖြစ်ပြီးကျန်တဲ့တစ်ဖက်ကိုမကောင်းဆိုးဝါးတွေလို့တတ်မှတ်ထားကြတဲ့သွေးဂိုင်းကပိုင်ဆိုင်ထားကြတာဖြစ်လို့အရန်အန်ဒီရရှိတယ်ဆိုပြီးဖုန်းရံကပို့ချောက်ပေးလိုက်ပါတယ်။တူလင်းဖေးကလည်းဒီလောက်ကြောက်နေရဆိုရင်တောင်ထိတ်မှာပဲသူတို့ပြန်လာကိုသွားဆောင်ခိုင်းလိုက်တော့ ကိုတော့ပိုင်လဲဘသူကကြောက်လို့လဲဆိုပြီးတတိမွေလိုက်ပေမဲ့ထူးဆန်းတဲ့ပန်းပွင့်ကိုသွားကြည့်မိလိုက်တဲ့အခါစိတ်ညှို့ခံလိုက်ရပါတော့တယ်။တူလင်းဖေးသတိပေးလိုက်လို့သာအမြန်ရှောင်းနိုင်လိုက်တာဖြစ်ပြီးဒီလိုနဲ့တော်နေရှာဖွေနေရင်ယုံသေးတကောင်ကိုတွေးလိုက်ကြရပါတယ်။တာမန်တိဆုံမှုမျိုးမဟုတ်ပဲစိတ်ပိုးမြင့်တွေမြင်လိုက်ရတာကြောင့်ခေါင်းနှလုံးလင်းတို့တွေရဲ့လက်ချက်ဆိုပြီးဖုန်းရံစစ်ဆေးကြည့်ပြီးတဲ့အချိန်အကောင်ကြီးတကောင်သူတို့စီရောက်လာတာကြောင့်တစ်ပင်တွေပြိုလဲကုန်ပါတော့တယ်။ ရှောင်းချွမ်းပေါ်ကိုလည်းတစ်ပင်တပင်လဲလာလို့ဒူလင်းဖေးကအမြန်ဆွဲလဲပြစ်လိုက်ရပြီးသူတို့ကိုသတိထားမိသွားမှဆိုလို့တိတ်တိတ်လေးငြိမ်နေလိုက်ကြရပါတယ်။ဒီအချိန်မွေတကောင်ကဒူလင်းဖေးခန္ဓာကိုယ်ကိုလာရောက်ပုတ်တိုက်နေလို့ကိုတော်ပိုင်အမတ်နဲ့ဘူးကြီးကြီးလိုက်တဲ့အခါအပြစ်ကင်းတဲ့ကိုတော်ပိုင်လည်းမွေကိုမြင်လိုက်တာနဲ့ချက်ချင်းလန့်ဖန်းပြစ်လိုက်ပါတယ်။အကောင်ကြီးပြန်လဲထွက်မယ်အလို့တစ်ပင်ကြီးပိုးပြုတ်ကြလာလို့ဆွဲဖယ်မလို့လှုပ်ချိန်မှပဲပြေးထွက်လာတဲ့မွေကိုမြင်လိုက်လို့အကောင်ကြီးလည်းအပီးတိုင်ထွက်ခွာသွားပါတော့တယ်။ ဒီလိုကောင်ကြီးကိုတစုံတစ်ယောက်ကမွေးမြူထားတာဖြစ်နိုင်တယ်ဆိုပြီးဖုန်းရံပြောလိုက်တဲ့အခါတကောင်တဲနဲ့တောင်တောအုပ်တစ်ခုလုံးပျက်စီးသွားရလို့အဖွဲလိုက်တာဆိုရင်တော့ပြေးစရာမြေမရှိနိုင်တော့ဘူးဆိုပြီးကိုတော်ပိုင်ရေရွမိလိုက်ပါတယ်ဒီစကားကြတော့ဘလို့လဲကြောက်နေပြီလားဆိုပြီးဖုန်းရံကပခုံးပုတ်ရင်မေးလိုက်တဲ့အခါစိမုံတချို့ကိုပါမတိမတာတုတ်လိန်ပေးလိုက်တယ်လို့ဒီစိမုံတွေဟာခေါင်းနှလုံးလင်းနှိုးတွေကိုဆွဲဆောင်နိုင်စွမ်းရှိနေတာဖြစ်ပါတယ် အနေရလိုက်တာနဲ့လင်းတို့တွေချက်ချင်းရောက်လာကြလို့ဖုန်းရံကဟန်ပြတိုက်ခိုက်လိုက်ပြီးအများကြီးဖြစ်နေတာကြောင့်လူစုခွဲထွက်ပြေးခိုင်းလိုက်ပြီးတောအုပ်ပြင်ဘက်မှာပြန်ဆောင်ကြမယ်ပြောတော့တူလင်းဖေးကပိုင်ရှောင်းချွန်းကိုအတူလိုက်ခိုင်းလိုက်ပေမဲ့တကောင်သားကိုအရေးရောင်အောင်မမြင်ရတော့ပါဘူး။ကျန်တဲ့သူတွေလည်းအကွက်မျိုးစုံသုံးပြုကတိုက်ခိုက်ဖောက်ထွက်လာခဲ့ကြပြီးစူးရဲနေရစီအတီးတီးရောက်လာကြပေမဲ့ပိုင်ရှောင်းချွန်းကအချိန်တစ်ခုကြာပြီးတဲ့အထိရောက်လာမဲ့ပုံမရသေးလို့တူလင်းဖေးကသူတို့လိုက်ရှာကြမယ်လို့ပြောပါတယ်။ ခေါင်းနှလုံးလင်းတို့တွေကအဖွဲလိုက်လှောက်ရှားကြတာဖြစ်လို့တွားကူညီလို့မရနိုင်တာမို့ပိုင်ရှောင်းချွမ်းကန်ကောင်းဖို့ကသာဆူတောင်းပေးနေရလိမ့်မယ်ဆိုပြီးအကျန်သမားဖုံးရံကလူစုခွဲပြေးခိုင်းလို့အခုလိုဖြေရတာဆိုပြီးသူ့အမားတွေသာဖြစ်ကြောင်းဟန်လို့ပြောဆိုနေခဲ့ပါတယ်။တူလင်းဖေးကအမှန်တကယ်စိုးရိမ်နေခဲ့ပြီးတကယ်လို့လူတည်သွားမယ်ဆိုရင်တော့အလောင်းပြန်ယူသွားပေးဖို့ဆုံးဖြတ်ထားပြီးပါပြီ။တစ်ဖက်မှာတော့ကိုတော်ပိုင်ကသူ့သွေးတောက်ချင်ရင်အိမ်မက်မက်နေလိုက်ဆိုပြီးကြောက်တစ်ခုနားရောက်တဲ့အထိယုံတကောက်လို့ရှေ့ပြေးလွှားနေခဲ့ပြီးကြောင်းပိတ်မိသွားတဲ့အခါတစ်သားသားနဲ့ပြန်တိုက်ခိုက်လိုက်ပါတော့တယ်။ မနက်မိုးလင်းတဲ့အထိဘိုင်ရှောင်ချွန်ရောက်မလာသေးလို့အကြီးကဲတွေကိုဘလို့ရှင်းပြရမလဲဆိုပြီးပုံရိပ်ဟောင်းတွေပြန်တရီရနေခဲ့တဲ့အချိန်ဆီယာတူအမဆိုတဲ့အတန်ကိုရုတ်တရက်ကြာလိုက်ရလို့နားကြမတာဖြေရမယ်လို့ထင်လိုက်ကြပေမဲ့လူကိုယ်တိုင်ထွက်ပေါ်လာပါတယ်။မင်းညာတုံးကအတော်ဒုက္ခရောက်သွားရတဲ့ဆိုပြီးဘလို့မျိုးလွမြောက်ခဲ့ရပုံကိုအပေါင်းအရင်တန်တန်ရှင်းပြနေတဲ့အခါအသက်ရှင်နေမယ်လို့မထင်ထားခဲ့မိကြောင်းဖုန်းရံပြောတန်ကြတာနဲ့လင်းတို့စုပ်တွေကသူ့ကိုအသေးလိုက်ကြိုက်တာမို့နောက်တစ်ခါမချန်ထားခဲ့ပါနဲ့ဆိုပြီးပြဖက်အော်မူပါတော့တယ်။ အမှန်တကယ်စိုးရိမ်နေတဲ့ဒူလင်းဖေးကဂယုမဆိုင်တယ်လို့ပြုမှုနေပေမဲ့မင်းညာတို့ကအကြောင်းကိုမေးကြည့်လိုက်ပါတယ်။မွမ်းမံထားတဲ့တစ်သားသားကလင်းတို့တွေကိုအမောက်သိမ့်နိုင်မှန်းသိလိုက်တာနဲ့ရောက်လာသမျှအကုန်တက်ပြစ်နေခဲ့ပြီးခရမ်းရောင်ချွန်ထက်တဲ့သွားတွေကစေဖက်ဝင်ပစ္စည်းတွေဖြစ်လို့ညာလုံးပေါက်ထိုင်နှုတ်နေခဲ့ရတယ်ဆိုပြီးဘလို့ပင်ပန်းခဲ့ရကြောင်းပြောပြပါတယ်။သူတို့စိုးရိမ်မှုတွေဟာအလကားဖြစ်ကုန်ပြီဆိုပြီးစိတ်ဆိုးသွားတဲ့ဒူလင်းဖေးကခီးဆက်ဖို့လှုပ်လိုက်တဲ့အချိန်အကောင်ကြီးကချောင်းကြည့်နေခဲ့တာကြောင့်ကိုတော့ပိုင်လဲဖီအားတွေအောက်မှာမေးလဲတော့မလို့ဖြစ်နေလို့ဒူလင်းဖေးကအမြန်တွန်းထုတ်ပေးလိုက်ရပါတယ်။ အကောင်ကြီးရဲ့မျက်လုံးအောက်ရောက်သွားရင်စွမ်းအားတွေသူ့အလိုလိုတဖြည်းဖြည်းရော့ကျသွားနိုင်တာကြောင့်ကိုတော်ပိုင်ပြန်တရီရလာတဲ့အခါဒီတော့အုပ်ကြီးကဒီလောက်ကြောက်ဖို့ကောင်းတာလားဆိုပြီးအားနဲ့ကပြန်ပြစ်လဲသွားပါတော့တယ်။ရပောင်းများစွာလိုက်လံရှာဖွေကြတဲ့အခါတလိုက်အိမ်မြောင်ကဒီနေရာရှာတွေ့သွားခဲ့ပြီးသူတို့ရောက်သွားကြတဲ့အခါမှာတော့ဟော်ရင်ဖေးရှိမနေပဲပျက်စီးလူနီးပါးဖြစ်နေတဲ့ကြောက်စိမ့်ပြတစ်ခုကိုသာတွေးလိုက်ကြရပါတယ်။ အထဲမှာတော့ဟော်ယင်ဖေးအတန်ပါနေပြီးဒီတော့အုပ်ကြီးထဲမှာလှုပ်ဝက်ချက်တစ်ခုရှာတွေးခဲ့တယ်ဆိုပြီးသတင်းအချက်လက်ရရှိလိုက်ကြတဲ့အခါပိုင်ရှောင်းချွန်းကတွေးကိုင်းများဖြစ်နေမလားဆိုကဂိုင်းစီပြန်သတင်းပို့ချင်ပေမဲ့ဟော်ယင်ဖေးကအန်ဒီယရှိမန်တိတိနဲ့ဂိုင်းတာဝန်လှုပ်ဆောင်ခဲ့လို့သူတို့ကလည်းရှေ့ဆက်လိုက်ရှာတင်ကြောင်းဆိုပါတယ်တဖက်မှာလည်းစွန့်ပစ်နေမိတဲ့ကိုအစွမ်းထက်သူတွေဝင်ခွင့်မပြုထားဘူးဆိုပြီးအကြီးကဲဖြစ်သူကမောင်းထုတ်လိုက်တဲ့အချိန်ကိုတော်ပိုင်တို့လည်းချမ်မီသားစုအိမ်တော်ကြီးစီကိုတဖြည်းဖြည်းရောက်လာခဲ့ကြပါတယ် ဝင်ခွေးမတောင်းခင်မှာတကားပွင့်လာတာကြောင့်တရေအမတ်နဲ့အကျယ်ကြီးအော်မိလိုက်တယ်လို့ဖုံးရံကလူသေးမှုတစ်ခုအတွက်လာရောက်စုံစမ်းကြကြောင်းပြောတော့တစ်ဖက်ကလည်းလင်းရှိကိုင်းသားတွေဖြစ်မှန်သိသွားကြတဲ့အတွက်ကြောင့်အထဲဝင်ခွင့်ပြုလိုက်ပါတော့တယ်။ဒီနေရာကစို့ထိုင်းမိုင်းနေလို့နမိတ်မကောင်းတော့ဘူးဆိုပြီးကိုတော်ပိုင်လည်းအဆောင်ဇက်ရက်တွေအပြိကထားလိုက်ရတယ်လို့အထဲဝင်လာတဲ့အခါမှာလည်းတစ်ပင်တွေကစထူးဆန်းနေမှန်တွေးလိုက်ရပါတယ်။ တစ်ပင်ကြီးနာကဖြတ်သွားတဲ့အခါခြောက်ချဖွဲ့တဲ့ချင်းတန်နဲ့အတူလိုက်လာတဲ့ခြေတံတွေနဲ့အနီးရောက်ရိတ်တစ်ခုဖြတ်သွားတာကိုကိုတော့ပိုင်မြင်လိုက်ရတာကြောင့်ကြောက်လန့်စွာပြောပြလိုက်ပေမဲ့ကျန်တဲ့သူတွေကဘာမှမကြားလိုက်မမြင်လိုက်ရတဲ့အတွက်ဂိုင်းကိုအရှက်မခွဲစမ်းနဲ့ဆိုပြီးသတိပေးခံလိုက်ရပါတယ်။လူလေးယောက်လုံးဒီနေရာမှာရှိနေတာကြောင့်အတွေးမလွန်စမ်းနဲ့ပြောလိုက်ပေမဲ့အရှိဆုံးကလူကပျောက်ွယ်သွားခဲ့ပြီးအနီးရောက်ရိတ်ကရုတ်တရက်တိုးဝင်လာလို့တူလင်းဖေးတိုက်ခိုက်လိုက်ရတယ်လို့အနီးရောက်တစ်တီးတွေကလည်းလှုပ်ရမ်းလာကြပါတော့တယ်။ ဒီအချိန်မှာပဲလောချန်းဆိုသူပြန်ထွက်ပေါ်လာပြီးစိတ်ဝိညာဉ်နဲ့ရေစင်ကိုင်းသားတွေဟာသူတို့အပြင်တခြားဘသူမှမရှိလို့ဒေးသွားလဲဘသူကတိနိုင်မှလဲဆိုပြီးတစ်ကိုင်းတွေနဲ့တိုက်ခိုက်လိုက်တဲ့အခါဖုံးရံလဲကိုင်းပေါ်တစ္ဆာဖောက်ချင်တာလားဆိုပြီးဓာတ်နဲ့ပြေးခုတ်လိုက်ပါတယ်တိမြင့်တွေပုံများလာလို့ဆေးလုံးနဲ့ဖောက်ခွဲပစ်လိုက်တဲ့အချိန်တူလင်းဖေးလေတိုက်ပွဲတဲဝင်ပါလာခဲ့တယ်လို့ကိုတော်ပိုင်လည်းဂိုင်းစီတရင်ပြန်ပို့နိုင်အောင်ကြောက်စိမ့်ပြားကနေအတန်စကားပို့လို့ချင်ပေမဲ့ဘလို့လုံးလို့အသက်ဝင်လာခြင်းမရှိပါဘူး ထွက်ပေါက်စီပြန်ပြေးတဲ့အခါသွေးကိုင်းရဲ့ဝိညာဉ်ပေါင်းစည်းခြင်းကယုတ်တရက်ထွက်ပေါ်လာခဲ့လို့ချမ်းမီသားစုဟာသူတို့ဂိုင်းကိုတစ်ဆာဖောက်သွားပြီးရန်သူနယ်မြေကသွေးကိုင်းနဲ့ပူးပေါင်းသွားခဲ့ပြီဖြစ်မှန်သဘောပေါက်သွားကြပါတယ်။အစီရင်တဲပိတ်မိနေပြီဖြစ်လို့လွမြောက်ဖို့မဖြစ်နိုင်တော့ပဲကိုတော်ပိုင်တယောက်ကြောက်အားလန့်အားလျှောက်ပြေးနေပေမဲ့တိုက်ခိုက်မှုရောက်လာတဲ့အခါမှာတော့ဒူလင်းဖေးကိုချက်ချင်းတွန်းထုတ်ပေးလိုက်နိုင်ပါတယ်။ ပိုင်ဆောင်ချွန်းရဲ့ပြန်ထူးတံမကြလို့အပျက်စီးတွေကြတူလင်းဖေးလိုက်ရှာနေတဲ့အချိန်ဘေးနာက ပြန်ထွက်ပေါ်လာလို့ပြန်မထူးရကောင်းလားဆိုပြီးစူပူပစ်လိုက်တဲ့အခါသူ့ကိုစိုးရိမ်နေတာလားလို့ပြန်မေးခန့်လိုက်ရပါတယ်။လောချမ်းမီသားစုရဲ့ဝိညာဉ်ပူဇော်ပွဲမှာပါဝင်ခွင့်ရလို့ဂုံယူတင့်ချောင်းပြောလာတဲ့အခါအပြင်ထွက်ဖို့ကြိုးစားလိုက်ပေမဲ့မကောင်းဆိုးဝါးပုံရိပ်တစ်ခုကအရှိကတိုက်ခိုက်လာတာကြောင့်ရှောင်းချွန်းလွင့်ထွက်သွားတဲ့အချိန်တူလင်းဖေးကဓာနဲ့ခုတ်ပိုင်ရှင်းလင်းနေပြီးပောက်ကွဲစေးလုံးကိုအလင်းငိုက်ပြစ်သွင်းပေးလိုက်ပါတော့တယ်။ မိစာမသူလန်းကိုလာပေးရသလားဆိုပြီးဖုန်ရှုခိုင်းလိုက်ကအမြန်လစ်ထွက်လာပေမဲ့အနီရောင်ဘဝတွေရဲ့ရစ်ပတ်ချင်းခံလိုက်ရကနောက်ဆုံးထွက်ပေါက်ကလည်းတဖြည်းဖြည်းပိတ်သွားခဲ့ပါတယ်။တင်မာကြောက်တဲ့အခါကြံတန်းသွားတဲ့သူကသူ့ကိုနောက်ဆက်ရတဲ့အပြင်ထိခိုက်အောင်လုပ်ချင်တာလားဆိုပြီးအားနဲ့ဆွဲကင်ပေါက်ပြစ်လိုက်ကတစ်သားသားနဲ့ထုတ်ချင်းဖောက်ပေးလိုက်တဲ့အတွက်အစီရင်ကာရန်ကြီးကိုပါအားနဲ့သွားစေခဲ့ပါတော့တယ်။အပြင်ထွက်ဖို့လှုပ်လိုက်ပေမဲ့မိစာတစ်ပင်မှာချိတ်ပိတ်ခံထားရတဲ့ဟော်ရင်ဖေးကိုမြင်လိုက်ရတော့ကိုတော်ပိုင်လည်းသူ့လူမြောက်ဖို့ထက်လူကယ်ဖို့ကိုသာဦးစားပေးဆုံးဖြတ်လိုက်ပါတယ်။ စေးတိုက်လိုက်တဲ့အခါဟော်ရင်ဖေးပြန်တရီရလာခဲ့တယ်လို့မိစ္ဆာတစ်ပင်ကြီးကလည်းနောက်တစ်ကြိမ်တဝင်းလို့ရှားလာခဲ့တာကြောင့်တူလင်းဖေးတို့ကအပေါက်ကနေအရင်ထွက်နိုင်လိုက်ကြပေမဲ့ကိုရော်ပိုင်တို့ကပိတ်ဆို့တိုက်ခိုက်ခံနေရပါတယ်။ဒီလိုအချိန်မျိုးမှာတော့ဖုံးရံကသူ့ကိုယ်စားအသေးခံလိုက်ဆိုပြီးတကိုင်းတွေများခေါ်လာခဲ့ကရှောင်းချွမ်းကိုလှုပ်ကြံပစ်လိုက်ပါတယ်။ကြေးကြွေးတော့မှကံကောင်းပြီးအသက်ရှင်ခဲ့ပေမဲ့ဒီနေရာမှာအမြင့်နေထိုင်လိုက်တော့ ဂိုင်းပြန်ရောက်တဲ့အခါမင်းအတွက်လက်စားချေပေးမယ်ဆိုပြီးဖုန်းရံတယောက်ကျင်းနေစွာရေရွတ်နေတဲ့အချိန်အပေါက်ကပြန်ပိတ်နေခဲ့ပြီးအခုချိန်ထိထွက်မလာကြသေးလို့ဒူလင်းဖေးလည်းစိုးရိမ်စွာစောင့်ဆိုင်နေရပါတယ်။ဖုန်းရံဆိုတဲ့ကောင်နောက်ကြောတာထိုးသွားတယ်ဆိုပြီးကိုတော်ပိုင်ကတိုးလောင်အိတ်စီလက်လန်းလိုက်တဲ့အချိန်အပြင်ဘက်မှာလည်းတစ်ကိုင်းတွေတချို့ကဖုန်းရံကိုချုံနောင်ထားကြတာကြောင့်နောက်ဆုံးကြံတဲ့ဆေးလုံးကိုထုတ်သုံးဖို့ကြိုးစားလိုက်ပါတယ်။ ဒီခိုက်မှာပဲဓာတ်တစ်ချက်နဲ့ကိုတော်ပိုင်ယုံထွက်လာနိုင်ခဲ့တာမြင်တော့မယုံကြည်နိုင်ဖြစ်သွားတဲ့ဖုန်းရံလည်းလွမြောက်ခွင့်မပေးနိုင်ဘူးဆိုပြီးပောက်ကွဲစေးလုံးလန်းပစ်လိုက်ကဖောက်ခွဲပစ်လိုက်ပါတော့တယ်ဖုန်းရံစီမှာဝက်ဖဲမကျန်တော့လို့ချုံနှောင်ခံလိုက်ရပြီဖြစ်ပေမဲ့ကံကောင်းတဲ့တကောင်သားကအကာအကွယ်ပြင်ရောက်အောင်လွင်ထွက်သွားခဲ့ပါသေးတယ်အထဲဘက်မှာတော့ဖုန်းရံကသူလွမြောက်တဲ့အခါအသေးလိုက်တက်မယ်ကျုံဝါပြောဆိုနေပေမဲ့လင်းရှိကိုင်းသားတွေလွမြောက်နိုင်မှာမဟုတ်ဘူးဆိုပြီးလူတယောက်ထွက်ပေါ်လာခဲ့ပါတယ် ဆရာတို့အကိုကသူလူမြောက်နိုင်ဖို့အတွက်မျက်နွယ်ထဲမှာအပိတ်မိခံနေခဲ့ရတယ်ဆိုပြီးတူလင်းဖေးရှိမှလန်ကျုပ်ပြောဆိုနေလိုက်ကအားလုံးသူ့အဖြစ်တွေကြောင့်လို့မခံမရက်နိုင်ဖြစ်နေတယ်လို့မျိုးဟန်ဆောင်ပြလိုက်ပါတယ်။တူလင်းဖေးလည်းဆရာတို့အကိုဖုန်းကတရားမျှတကအနစ်နာခံတလိမ့်မယ်လို့မထင်ထားခဲ့မိဘူးဆိုပြီးလေးစားသွားခဲ့ရပေမဲ့ဒီမှာကြာကြာနေလို့မဖြစ်လို့အ мян ထွက်လာလိုက်ကြတဲ့အချိန်လူ၃ယောက်လွတ်သွားပြီးတယောက်သာတက်နိုင်လိုက်လို့မျိုးနွယ်စုကောင်းဆောင်ထံမှချမ်းရွေကအပြစ်ဝင်ခံနေရပါတော့တယ်။ အကျဉ်းစီအောင်မြင်တဲ့အခါသူတို့မျိုးနွယ်စုကကံကြမ္မာကနေလွတ်မြောက်နိုင်ပြီမို့သူတို့၃ယောက်ကိုကျေးကျွေးတော့မှပဲအချိန်တလအတွင်းရအောင်ဖမ်းလာခဲ့လိုက်ဆိုပြီးခေါင်းဆောင်ဖြစ်သူကတာဝန်ပေးလိုက်ပါတယ်။ကြောက်စိမ်းပြနဲ့အခုထိအချက်မပြနိုင်သေးလို့လွတ်မြောက်နိုင်မလားဆိုတာမသေးချာမရဖြစ်နေရတယ်လို့ညှော်လင့်ချက်မရှိဘူးဆိုတာဒူလင်းဖေးရေးမိလိုက်ပြီဖြစ်လို့မတိမတာချင်းကိုမိလိုက်ပါတယ်။ဒါကိုမြင်သွားတဲ့ပိုင်ဆောင်ချွန်းကသူဟာတရားမှကြောက်ပေမဲ့ပိုကြောက်လာလေပိုလွတ်မြောက်ချင်လာလေဖြစ်ပြီးအသက်ပိုရှည်ချင်မိကြောင်းပြောတဲ့အခါမထင်မထားစွာနဲ့ တူလင်းဖေးကိုတိုင်ကလည်းကြောက်နေမိကြောင်းဝန်ခံလာခဲ့ပါတယ်။ဒါပေမဲ့သူတို့သုံးယောက်လုံးဂိုင်းစီပြန်နိုင်ရမယ်ဆိုပြီးလွမြောက်ချင်းစိတ်ပြင်းပြနေခဲ့ကြသလိုဟော်ယွင်ဖေးကဒီလိုမျိုးစိတ်ဆန္ဒပြင်းပြမှုကလွမြောက်ဖို့အခွင့်လန်းဖြစ်နိုင်ကြောင်းဒံယာကုသပိဒါနဲ့ဝင်ရောက်ပြောဆိုလာပါတယ်။လော်ချက်မျိုးနွယ်ကဂိုင်းသားတွေကိုပတ်ထုတ်ပြီးလူများကိုဖမ်းဆီးထားကြကအပြစ်မရှိတဲ့လူတွေကိုရွာလုံးကျွတ်တက်ဖြစ်ခဲ့တဲ့အပြင်ဟော်ယွင်ဖေးရောက်သွားတဲ့အခါဒီနေရာမှာမရှိသင့်ဘူးဆိုပြီးဖမ်းဆီးခေါ်ဆောင်သွားကြတဲ့အကြောင်းရှင်းပြနေတဲ့အချိန်မှာပဲတိုက်ခိုက်မှုတစ်ခုရောက်ရှိလာပါတယ်။ ယုတ်တည့်ဖြစ်သွားလို့လူတိုင်းလွင်ထွက်ထိခိုက်သွားရပြီးချမ်းယူရောက်လာတဲ့အခါမှာတော့သူတို့ကအင်ရှင်ဖြစ်လို့လင်းရှိကိုင်းကားဧည့်သည်တွေကိုအဲဝစ်ကြေပွန်ပေးပါရစေဆိုပြီးအဆုံးသတ်ဖို့ကြိုးစားလာခဲ့ပါတယ်။ဒူလင်းဖေးကပိုင်ရှောင်းချွန်းကိုအမြန်ထွက်ပြေးခိုင်းလိုက်ပြီးဂိုင်းစီတရင်ပြန်ပို့ခိုင်းလိုက်တဲ့အခါဒီမှာကြောက်သူကြီးလည်းအမြန်ထွက်ပြေးသွားခဲ့တယ်လို့ဒူလင်းဖေးကလွမြောက်အောင်လမ်းဖွင့်ပေးမယ်ဆိုပြီးအသေးခံတိုက်ခိုက်ပါတော့တယ်။ မွေးရပါဗီဇာဖြစ်လို့တစ်ဖက်ကအသက်ရှင်တန်ကျင်ပေမဲ့တစ်ဖက်ကလည်းမိဆွေတွေကိုဒီအတိုင်းပြစ်မထားခြင်းပဲတိုက်ခိုက်တန်တွေနဲ့အတူနာကျင်စော်အဟစ်တန်တွေကြားနေရတော့စိတ်တည်ငြိမ်မှုမရှိတော့ပဲကြောက်ထဲချေချော်သွားရပါတယ်။အခုနေထွက်သွားရင်ဂိုင်းစီပြန်ရောက်ပြီးသတင်းစကားပြောနိုင်ပေမဲ့အကူကြီးကိုပြန်ခေါ်လာပေးတော့ဆိုတဲ့ဟော်ရှောင်းမေရဲ့စကားတွေခင်မင်းဤပြီးသူ့အတွက်အသေးခံလန်းဖွင့်ပေးနေသူတွေကြောင့်ကိုတော်ပိုင်လည်းရင်ထဲကကြောက်ရွံ့မှုတွေကိုလူသားဆန်မှုဆိုတာကြီးနဲ့တိုက်ခိုက်တွန်းလှန်နေရလို့ဘာလို့ရမှန်းမသိငိုကြွေးမိလိုက်ပါတော့တယ်။ လောချန်ကခြိဆွန်းအဆင့်6ဖြစ်ပြီးအဖွဲ့ဝင်တွေရောက်ရှိလာခဲ့တာကြောင့်တူလင်းဖေးရှုံနှိမ့်သွားခဲ့ရတယ်လို့ဟော်ယွန်ဖေးလည်းဓာတ်ထုတ်ခံထားရပါတယ်။ဒီလိုအချောလလေးကိုဒီအတိုင်းတက်ပြရမှာနှမျောစရာကောင်းလိုက်တာဆိုပြီးအဆုံးသတ်ဖို့လှုပ်လိုက်တဲ့အချိန်တူလင်းဖေးကလည်းဒေချင်းတရားကိုခေါင်းမော့ရင်ကော့ရင်ဆိုင်လိုက်တဲ့အချိန်ဒီအချိန်ခဏလေးအတွင်းမှာပဲကိုတော့ပိုင်ရောက်ရှိလာခဲ့ပြီးဓာတ်တော်ကိုလက်ပလာနဲ့ဖမ်းကင်ထားလိုက်ပြီးအကြီးတွေကလည်းအေးဆက်ခတ်ထန်နေပါတော့တယ်။